ဟုတ်အားလုံးပဲမင်္ဂလာပါဗျ။အာဒီနေ့ကျွန်တော်တင်ပြပေးမယ့်အကြောင်းအရာတော့ကျွန်တော်မြန်မာ Windows ဘယ်လိုပြုလုပ်ရလဲဆိုတဲ့အကြောင်းအရာပေါ့နော်။အကြောင်းအရာဖော်ပြချက်ကအလွန်အပေါင်းဆုံးမစင်းရဲစီရင်အတွက်နှဆိုင်ကျပြောတဲ့ရောင်စုံပေါ့နော်။ကွန်ပျူတာဆောက်ထိုအကြောင်းအရာကကွန်ပျူတာစက်မှုလုပ်ငန်းများလင်းမြန်စွာဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်ရန်ဖြစ်တယ်။လူများစွာရဲ့ကွန်ပျူတာကိုလေ့လာရန်စိတ်ပညာပေါ်အခြေခံပြီးတော့တည်ဖြတ်သူအမှန်တကယ်လောက်ဆောင်မှုအတွေ့အကြုံနဲ့တူဒီဆောက်ကိုစတင်ဝယ်ယူပြီးမှတက်ဆင်တဲ့အချိန်ထိနော်စာရေးသည့်အကြောင်း၅မျိုးပေါ့နော်။ ထည့်သွင်းမှုမှသည်မြန်မာနှင့်အနောက်နိုင်ငံ .dot လုပ်ငန်းလက်ပတ်မှုတို့ဖြစ်တယ်။စာသားတိပြေကိရိယာအဆင့်မြင့် desktop ပုံနေခြင်းစတဲ့အားတွေအပြင်ကို WPS electronic table တိပြေကြီး software စီစီကြီးဒီနောက်ဆုံးပေါ်ကိရိယာများမှသည်အတိနဲ့တဲ့ចောင်းသားတွေကနေပြီးတော့မှအသိပညာမြင့်မားတဲ့ចောင်းသားတွေထိထူးချွန်ထမြတ်စီရန်အတွက်စံသစ်တီထွေမှုတွေကိုဆောင်ရွက်နိုင်ရန်လက်တွေ့အသိမှုလောကုဆိုင်ဒီစားဘောကွန်ပျူတာနဲ့ယင်းနှီးကြွမှုရရှိစေရန်အတွက်ရည်ညွှန်းထားသောကြောင့်ဆရာကောင်းတုံငကြင်းကောင်းဖြစ်တယ်။ ဒါတွေကိုကျွန်တော်စီကနေပြီးတော့ပဲထုတ်လုပ်ထားတာပဲရေးသားထားတာပဲဖြစ်ပါတယ်။နော်မြင်ကွင်းပြုလုပ်နေမြန်မြန်ဆန်းဆန်းကွန်ပျူတာမြင်ကွင်းပြုလုပ်နေတင်ချင်းအဖြစ်အလင်းမြန်တင်ယူခြင်းအဲဖြစ်ပါတယ်။မာတိကာနေနဲ့ကျွန်တော်တို့တင်ပြရမယ်ဆိုလို့ရှိရင်ဒါခန့်တက်မှာဆိုလို့ရှိရင်ပါဝင်တဲ့ဟာပေါ့နော်မာတိကာမှာကွန်ပျူတာဖွံ့ဖြိုးတိုးတက်ခြင်းအသုံးပြုခြင်းနဲ့ဝိသေသလက္ခဏာအဲ့ဒီထဲမှာပါဝင်တဲ့အပိုင်းတစ်ထဲမှာပါဝင်တာ ကွန်ပျူတာဖွံ့ဖြိုးတိုးတက်မှုကွန်ပျူတာအသုံးပြုခြင်းကွန်ပျူတာရဲ့အတွင်ပြလက္ခဏာတွေအပိုင်းနဲ့ဖွဲ့စည်းမှုကွန်ပျူတာကြီးလှုပ်ဆောင်ချက်တွေနောက်ပြီးတော့လို့ရှိရင် ပထမအချက်ကကွန်ပျူတာရဲ့ပြင်ပဖွဲ့စည်းပုံနောက်ကွန်ပျူတာရဲ့အလုပ်လုပ်ပုံနေရာမှကွန်ပျူတာဆော့ဖ်ဝဲများနောက်မကြာခဏအသုံးပြုသောမိုက်ခရိုကွန်ပျူတာအဓိကညွှန်ကိန်းနေနောက်အပိုင်း၃မှာဆိုလို့ရှိရင်ကွန်ပျူတာများတက်ဆင်ခြင်းနဲ့ထိန်းသိမ်းခြင်းပထမအချက်အနေနဲ့တက်ဆင်ခြင်းနဲ့မှသတိပြုရမယ့်ကိစ္စရပ်တွေ ဆက်ရဲ့နေရာမှာသူ့ရဲ့လုံဆောင်ချက်တွေကိုစတင်ဘယ်လိုဖွင့်မလဲပုံဝန်ကျင်ဆိုင်ရာလိုအပ်ချက်တွေနောက်ပြီးသွားလို့ရှိရင်အခက်နှစ်မှာဆိုလို့ရှိရင်ကွန်ပျူတာလက်ဘက်မှုစွမ်းရည်အဲ့အပိုက်တက်မှာဆိုလို့ရှိရင် DOSNIS အသုံးပြုခြင်း DOS မှာပထမ DOSNIS ဆိုတာဘာလဲ Disk Operation System ဆိုတာဘာလဲဒုတိယအချက် Disk မှာနေပြီးအသုံးပြုတဲ့ Keyboard တတိယက DOS စတင်ခြင်း File နဲ့ File အမည်တွေပစ္စတမက DOS အမိတ်နေ Disk အမိတ်နေကိုအသုံးပြုရန်အတွက်ပြင်ဆင်တာ စရမာကွန်တန်တင်နလမ်းကြောင်းပုံစံချတာအရမဒော့စ်ကွန်မန့်ကိုမကြကနာအသုံးပြုအချုပ်ဖော်ပြချက်ဖြစ်ပါတယ်အခန်းသုံးအနေနဲ့ကတော့မြန်မာစလုံးပေါင်းနီးဆုံးရှုံးမှုစနစ်များဆိုမြန်မာစလုံးပေါင်းနီးတွေပြတ်သုံးသွားတဲ့အကြောင်းအရာတွေအဲမှာဆိုအပိုင်းတက်မှာဆိုလို့ရှိရင်မြန်မာစာမသွင်းမီအပြင်ဆင်မှုပထမလက်ချောင်းလေ့ကျင့်နီးဒုတိယတော့မှန်ကန်တဲ့ကိုဟန်အနေထားအဲကျွန်တော်မြန်မာတွေအသုံးပြုတဲ့နီးလန်းနေပေါ့နော်အပိုင်းတက်မှာဆိုလို့ရှိရင်မြန်မာစာထည့်သွင်းတဲ့ အဲနီလန်းအချင်းချုပ်မြန်မာစလုံးပေါင်းအတန်နဲ့ထည့်သွင်းတဲ့နီလန်းနီတန်းနောက်ပြီးတော့ area code ထည့်သွင်းတဲ့နီလန်းရိုရှင်နဲ့အင်္ဂလိပ်စာထည့်သွင်းတဲ့နီလန်းစင်ကြယ်တော့ဆိုတာတိကျမြန်မာစာကြီးပဲတိကျထည့်သွင်းတာပေါ့နော် နီလန်းမြန်မာအင်္ဂလိပ်အဲရောထွေးပြီးတော့မှအသွင်ပြီးတော့မှဆောင်ရွက်တဲ့နီလန်းနောက်ပြီးတော့အပိုင်းသုံးမှာဆိုလို့ရှိရင်မြန်မာစလုံးရိုက်ထည့်တဲ့နီလန်း၃လိုင်းနော်၃လိုင်းဆိုတာအောက်မှာဆိုလို့ရှိရင်တဝေထိုးလုံးတဲ့အဲတဝေထိုး ရရည်ရပင်အဲ့ဒီအလဲရသွားတဲ့ဟာကာကြီးခါဝေအဲ့လူသွားတဲ့ဟာတွေကတော့အလဲလိုင်းပေါ့နော်အပေါ်ကလုံးနေလုံးနေဇာကန်နောက်ပြီးအဲ့ဒီ၃လိုင်းပေါ့နော်အောက်ကအောက်လိုင်းပေါ့နော်အဲ့ဒါတွေနဲ့သွားတာရုပ်ပုံစာအခြေခံမြန်မာစကလုံးတွေရဲ့နော်မြန်မာစလုံးလိုင်း၃လိုင်းနဲ့ဘောပင်လိုင်း၃လိုင်းမှာဆိုလို့စလုံးရင်းနည်းမျိုးစအရင်းမြစ်မြန်မာစလုံးဖြောက်ဖြက်ခြင်းနေရာမှာမြန်မာစလုံး၃မျိုးနောက်ဆုံးဘောပင် ဖြက်လန်းစလုံးတွေကိုဖြက်လန်းနီးနဲ့နံပါတ်တွေကိုဘယ်လိုရိုက်မလဲနော်အော်ဒါကီးတွေနဲ့ရိုက်တဲ့ဟာကိုပြောတာ တခုတည်းသောဖွဲ့စည်းပုံညံ့မှာကိုခွဲခြားခြင်းညံ့မှာနောက်ပြီးသွားလို့ရှိရင်အခန်းလေးမှာဆိုလို့ရှိရင် software level မှုနဲ့ dos နဲ့အသုံးပြုခြင်းအမှ level မှုစနစ်ကိုခြုံငုံသုံးသက်ချက်ပထမဆက် level ရေးစနစ်ရဲ့ဖွဲ့စည်းမှုနော်စက်တွေဘယ်လို level တယ်ဆိုလှုပ်ဆောင်တာနောက်ဆက် level ရေးစနစ်တရဲ့အမျိုးအစားအပိုင်းနဲ့မှာဆိုတော့တပြပြပြင်းစနစ်တပြပြပြင်းပြောင်းလဲရေးဖွဲ့စည်းမှုတပြမှာဆိုလို့ရှိရင်စက်တာတွေကိုဘယ်လိုခွဲမလဲအဲ့ဒီမှာ disk operation system တွေကိုဘယ်လိုလုပ်မလဲနောက်တပြပြပြင်းစနစ် စတင်ခြင်းနောက်ပြီးတော့အပိုင်းသုံးမှာဆိုရင် DOS ဖိုင်နေနဲ့၎င်းတို့ရဲ့အဖွဲ့အစည်းအဲ့မှာပထမစာအစာတိုင်းဒုတိယလမ်းညွန်နဲ့လမ်းကြောင်းတွေเนาะအပိုင်းလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့အတွင်းပိုင်းအဲအမိတ်နေတုံးတာဘယ်လိုတုံးမလဲ internet command တွေပေါ့เนาะအတွင်းမှာအမိတ်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ပြပမှတ်ညာနဲ့လမ်းညွန်နေစီမံခန့်ခွဲမှုအမိတ်နောက်တတိယအချက်ကတော့စစ်စင်ဖိုင်အမိတ် operation ဖိုင်တွေပေါ့เนาะဒါဘက်ဖိုင်တွေပေါ့မူဖွားခြင်းဖြစ်စင်တာစူပေါင်းပုံသုံးစနစ်အတွက်ပြပအမိတ်နေ ပြင်ပမိတ်သုံးတာပေါ့နော်အပိုင်းကားတော့ပြင်ပမိတ်ဆိုတာအပြင်ကနေပြီးတော့ disk တွေနဲ့တွင်းပေးတဲ့ဟာပေါ့ပထမချက်ကတော့ပြင်ပမိတ်ကိုဖြတ်ချင်းလုပ်ငန်းစဉ် file မြေမှာ directory တိုက်ရိုက်သွားတဲ့လမ်းစဉ်တွေ sub directory တို့ directory တို့အဲ့ဒါမျိုးတွေဖွင့်စဖို့အမိတ်နေမူရင်းတပြားဖြစ်အမိတ်เนาะ floppy disk တပြားတွေကိုပွားတာရဲ့နှိုင်းရှင်ချင်းအမိတ်နေနောက်ကုချင်းနဲ့ပြန်လဲသွေလောင်းတဲ့အမိတ်နေနောက်တပြားကိုစစ်စစ်အမိတ်နေအပိုက်ချောင်းနေတဲ့ line တပြားရဲ့ link ပေါ့နော် line တွေကိုဘယ်လိုတိဖြတ်မလဲဒီလို line တွေကိုနော် column တွေဖြတ်တာရှိတယ်အစင်းလိုက် line ဖြတ်တော့ရေလုပ်ငန်းစဉ်နဲ့လှုပ်ဆောင်မှုနဲ့စတင်မှု line editor များတဲ့အသုံးပြုဆို command တွေအပိုင်းငါမှာဆို WS SATA အပြောင်းလဲစနစ်အခန်း WPS ရဲ့အဓိက menu ကိုဝင်ဖို့နောက်ပြီးတော့လို့ရှိရင်စနစ်လေပတ်မှုအပိုင်းနဲ့မှာဆိုလို့ရှိရင် file မှတ်တမ်း file တွေကိုတိဖြတ်တာဒီ command တို့ mode တော့ file တွေကိုတိဖြတ်တာ uncommand တို့ c command တို့နော် control c တို့ ော်အခုညတောင်းတာ h command control h တို့အဲ့ဒါမျိုးပြောတာပါနော်နော်ဝင်ဆောင်မှုတွေ no? no, f command find နော် no? find command နောက်ပြီးတော့အပိုက်တော့မှာဆိုလို့ရှိရင်ပိတ်ပင်ခြင်းကိုလေပတ်မှု အပိတ်ပင်ခြင်းအမှတ်သားတွေဒုတိယအချက်မှာစစ်စင်ပိတ်ပင်နာတွေ column mode တွေကိုပိတ်ပင်နာတွေနောက်ပြီးတော့လို့ရှိရင်တပြပိတ်ပင်တားဆီးမှုတွေရလောက်ဆောင်မှု plus scan နဲ့ key case command တွေနောက်အကြီးစားသင်ခန်းစာများစစ်စင်ရေးနော်ဒါ CCDOS တို့ရှိ MSDOS ရှိတယ်ကျွန်တော် MCDOS ဆိုပြီးတော့ အဲ့ဒါကုယူခြင်းနဲ့ပိတ်ပင်ခြင်းเนาะမြန်မာ character ဒါမှမဟုတ်လို့ရှိ MC အားရနဲ့တွေးထားတာပေါ့တွတ်ထားတာပေါ့เนาะเนาะအပိုင်းလေးမှာဆိုရင်စာသမားကိုရှာဖွေခြင်းနဲ့အစာထိုးခြင်းအဲပထမချက်ကအမိန့်ကိုရှာပါဒုတိယချက်ကရွေးစရာနီလန်တတိယချက်ကစကလုံးရဲ့ထိမ့်ချုပ်မှုတွေကိုရှာတာပေါ့เนาะဘယ်စကလုံးတွေပါလဲထိမ့်ချုပ်လဲဆိုတော့စင်းပြူစုတာအပိုင်း၆မှာဆိုလို့ပုံနှိပ်ခြင်းထိမ့်ချုပ်မှုမျက်နှာပြင်တွေမှာထိမ့်ချုပ်တာရှိတယ်ပုံနှိပ်ထိမ့်ချုပ်မှုပထမအပြုမှုတွေ နော်ပုံနေချင်းပုံစံထဲချုပ်မှုအပြုမှုကောလန်ပုံနေချင်းကိုတတ်မှတ်တာအပိုင်းခုံမှာဆိုဖန်သားပြင်ရုပ်ပုံတိုင်းကြီးအနန်လော့နဲ့ပုံနှိပ်တာအနန်လော့တို့ digital ရုနော်ဖန်သားပြင်ရုပ်ပုံတိုင်းကြီးရဲ့ရုပ်ပုံတစ်ခုလိုတိုင်းကြီးအနန်လော့ပုံနေထုတ်ဝေပါလက်ရှိပုံနေချင်းနဲ့ parameter ကိုပြောင်းလဲပါ WES ထိန်းချုပ်မှု version 3.0အင်္ဂါရဲ့အသစ်များဆိုနောက်ထပ်လဲရှိသေးတာပေါ့နော်အဲ့ပထမအချက် OG command တွေကိုပြောင်းလဲတာဒုတိယပြင်ဒါစမျိုး digital စုဆောင်းခြင်း လှုပ်ဆောင်ချက်တွေပြုလုပ်တာတတိယချက်ကဝင်းတို့ရဲ့အထူးတိုးချက်လှုပ်ဆောင်မှုအခန်း6မှာဆိုအခြားဆုံးရှုံးသွားတဲ့နီလန်းနေအပိုင်းတက်မှာဆိုလို့ရှိရင်မြန်မာစလုံးကုန်များထဲတဲ့နီလန်းနော်နီတန်ပိုင်းခြားတာစလုံးတွေကိုဘယ်လိုပိုင်းခြားမလဲပိုင်းခြားနီနော်တတိယချက်ကတော့ကုန်ပေါ်တဲ့စလုံးတွေကိုဘယ်လိုရှာမလဲနော်အပိုင်းတက်ကသဘောဝကုန်မြန်မာစလုံး import ကိုမတ်တက်ကိုသွင်းတာနော်ပရမချက်ကသဘောဝကုန်ကိုခြုံငုံသုံးသက်ချက်နော်မြန်မာ အခခရအတွက်သဘောဝကုန်စီမင်းစီကတ်နေ နော်တဘာဝအတိုင်းသူ့တိုင်းဆက်ကလဲပတ်နေသွားတဲ့အတိုင်းကိုပြောတာအပိုင်းသုံးကကြတော့ကျွန်တော်တို့အနာဂတ်ကုတ်နံပါတ်ကိုထည့်သွင်းတာပထမချက်ကစကလုံးအတွင်းသွင်းတဲ့ကုတ်တွေဘယ်လိုသွင်းမလဲစကလုံးအတွင်းကိုသွင်းတာကုတ်နံပါတ်တွေပေါ့နော်အဲ့ဒီကုတ်နံပါတ်တွေဘယ်လိုသွင်းမလဲစကလုံးတစ်လုံးတစ်မှာ uncoding import method အဲဖြစ်တာဒီနော်နောက်ပြီးတော့လို့ရှိရင်ကိုစားပြုတဲ့နီလန်းများအမျိုးအစားနောက်ပြီးတော့ structure ချက်ကပြန်တတ်မှုကုတ်နံပါတ်ဘောပင်အဲထည့်သွင်းတာပေါ့နော်ပြန်တတ်တယ်ဆိုတဲ့ဟာကတော့ ကျွန်တော်နောက်ပိုင်းနေမှာပါလာပါလိမ့်မယ်။နော်တက်ကတော့အခြေခံကုတ်တွေစီမင်းစီကန်းတွေဘောပဲအမျိုးအစားနှမျိုးနော်နှစ်ခုဘောပဲဇာတ်လက္ခဏာအထုအတန်ကုတ်ကီးဘုတ်နောက်ပြီးတော့ကုတ်တော်တွေကိုပြန်ထည့်တာအတွင်းတို့ပြန်ထည့်တာရှစ်ကတော့စကလုံးအုပ်စုတွေထည့်သွင်းတာအခန်းခွန်ကကျတော့ကွန်ပျူတာပြုပြင်ထိန်းသိမ်းမှုနော်အမှဟာဝဲပြုပြင်ထိန်းသိမ်းတာပါမယ်အဲ့ဒီအချိန်မှာပထမအချက်ကတော့ကွန်ပျူတာရဲ့ဟာဝဲချွေရင်းမှုတွေ၎င်းတို့ရှာဖွေတာမိုက်ခရိုကွန်ပျူတာကြာဆုံးခြင်းနဲ့ဆုံးဖြတ်ခြင်းနီလန်း နော်တတရချက်ကစနစ်ခုံပြတ်တာနော် floppy တပြား drive တွေပြတ်တာ multi function card တွေပြတ်တာ adapter ပြတ်တာ power ပြတ်တာနော်အပိုင်းနဲ့မှာဆိုလို့ရှိရင် software ပြုပြင်ထိန်းသိမ်းမှုမှာဆိုရင် software ကိုပြုပြင်ထိန်းသိမ်းမှုနော် dos test operation system software ပြုပြင်ထိုးရအောင်အသုံးပြုတာနောက်ပဲတတရချက်ကအသုံးပြုတာတော့ software ပြုပြင်ထိန်းသိမ်းမှုနဲ့ကိရိယာတွေထိုးရတဲ့အသုံးပြုတာနောက်ပြီးတော့ဖွဲ့စည်းတည်ဆောက်မှုစနစ် configuration system ပေါ့နော် နောက်ပါမြူနင်းကွန်ပျူတာဆိုတာမိုက်ခရိုကွန်ပျူတာပေါ့နော်မြူမုံလေးတွေကဲတော့အဲ့လိုမျိုးဆော်ဝဲထားလို့ရေးသားထားတာဖြစ်ပါတယ်ဆက်ပြန်လဲထင်ချောင်းချင်းနဲ့ program ကိုအသုံးပြုခြင်း run set up ပြီးတော့အပိုင်းဆုံးမှာဆိုကွန်ပျူတာဘူကပြောင်းလဲခြင်းနဲ့ကာကွယ်ခြင်း virus ပေါ့နော်အဲ့ဒါတွေဘယ်လိုကာကွယ်မလဲဘူကပြောင်းလဲခြင်းကဖြစ်ပေါ်တဲ့တရားပျက်စီးသေးသောဘူကပြောင်းလဲခြင်းအကျိုးသက်ရောက်မှုဘူကပြောင်းလဲခြင်းကိုကူးပြောင်းခြင်းဖြစ်စဉ်ဘူကပြောင်းလဲခြင်းကိုစစ်ဆေးခြင်းနဲ့ကုသခြင်းနီလန်းဘူကပြောင်းလဲခြင်းနှိမ့်နှင်းဆော်ဝဲကိုစတင်အသုံးပြုခြင်းနော် virus ကွန်ပျူတာ virus နော်ဘိုးအားပြောင်းလဲခြင်းကိုကာကွယ်တားဆီးရင်းနဲ့အဲကုသမှုဆိုတဲ့အခန်းကြီးပဲပါဝင်มาဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်